မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်နေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေဆွမ်းလာ23ရက်နေ့မြန်မာတော်လှန်ရေးစိတ်ဝင်စားဝယ်ထိုင်တန်းရောက်တရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအောင်ဆုံးတရင်နေနဲ့ရှင်းနန်းချောင်းနဲ့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ကတိုက်ခိုက်မှု7/15ဒေသဆုံးဟုဆိုဆွဲတဲ့တရင်ပဲဖြစ်ပါရရှင်။ မကွေးတိုင်းရှင်နန်းချောင်းမြို့နယ်တွင်ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ75တေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရှင်နန်းချောင်းမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်မေလ28ရက်နေ့ကမကွေးခြေဆိုင်တမ88ခလာရ89ခလာရ73မှစူပေါင်းလာသောအစံဘက်စစ်ကောင်စီက ကျောက်ဘရောင်းမြို့နယ်စီပင်ပြူရွာမှပြူစောထင်းများနဲ့ပူပေါင်းကအင်အား150ခန့်မြင့်ရေနံချောင်းမြို့နယ်တာကူကန်ကျေးရွာဖိုကိုလမ်းမတဆင်ဝင်ရောက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုပြည်သူ့ကော်မတီတပ်ဖွဲ့များကချိန်မုံတက်ခတ်ခဲ့ရာစွန်း26ရက်နေ့အထိရက်20ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်းသိရှိရသည်အဆိုပါစစ်တပ်စစ်ကြောင်းကရေနံချောင်းမြို့နယ်လွမေရှိုကျေးရွာမှပြင်မဲ့ပြည်သူတို့အင်းတော်ကျေးရွာမှပြင်မဲ့ပြည်သူတို့တို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကကန်တာရွာတဲ့ကျေးရွာနဲ့လွမေရှိုကျေးရွာတို့မှပြည်သူနေ15လုံးကိုမိရှုဖျက်ဆီးသွားခဲ့ကြောင်းသိရသည် ဇွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းကကုံအိုင်းဖောင်ခွေလင်းကနေပြန်ထွက်သွားတာမကွေးခြေဆိုင်တမ88ခလာရ89ခလာရ73တန်းနဲ့ကျောက်ပောင်းစီပင်ရွာကပြူရီပေါင်းပြီးဝင်လာလို့တိုက်ပွဲဖြစ်တာပါမေလ29ရက်နေ့စဝင်တဲ့အချိန်ကစပြီးကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တဲ့ရ20ကြာတိုက်ပွဲအတွင်းစခ15သိဆုံးပြီးအများပြားတန်ရရရှိပါတယ်ဟုရှင်းနေကြောင်းမြို့နယ်ဖြူသူကော်ရီတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှင်းကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောကြားသည်အဆိုပါတိုက်ခိုက်မှုကို People Defense Force ရှင်းနေကြောင်း YNGPDF ဓမ္မမြေ special colon ရှင်နေတာ colon နဲ့အင်ဒေါ်တိုက်နယ်ပကပတ်တို့ပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဆက်လက်ပြီးမှုေးမြေမှုေးစဲနှင်းစီတို့မှတောင်ဆန်းစုကြည်ဆိုတဲ့တဲ့ရင်ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းကုန်မြို့ကဘာရီပြားလန်းပေါ်ကကမုံပွင့်ကုန်၌လူကုကုံကျော်ဒရာမာ80ချစ်တဲဆိုတဲ့စာရန်ချိတ်ဆွဲတဲ့လှုပ်ရှားမှုတစ်ခုကိုပြည်တိုင်းတောင်တပိတ်ဖွဲကပြုလုပ်ခဲ့ပါရယ်အထွေထူးရေးသားချက်မပါတဲ့80ချစ်တဲဆိုတဲ့စကားစုလျာဆက်အနာရှင်တွေဘက်ကကြည်ရင်ပုံကန်မှုပါပဲ။ဘာဖြစ်လို့လဲဆိုတော့80ဆိုတာ2025ခုနှစ်ဇန်လ19ရက်မှာအသက်80ပြည့်သွားတဲ့တောင်ဆန်းစုကြည်ကိုရည်ညွှန်းပြီးချစ်တဲဆိုတာကတော့ပြည်သူလူထုရဲ့ရှင်နယ်စကားဖြစ်နေလို့ပါ။ဒါဟာစစ်ကောင်စီရဲ့အလုံးစုံရေးတင်းကျပ်မှုတွေမတရားဖိနှိပ်မှုတွေအောက်က ေရှုံးချလာတဲ့မွေးနေ့အထိမ်းအမှတ်လှူရှာမှုတွေကတခုပဲရှိပါသေးတယ်။၂021ခုနှစ်ဆယ်အနာသိန်းကလေးကဖန်းစီထိန်းသိမ်းခံရတဲ့လူလူကောင်းဆောင်တောင်ဆန်းစုကြီးဟာဇွန်လ19ရက်နေ့မှာအသက်80ပြည့်ခဲ့ပါပြီ။ဖန်းစီထိန်းသိမ်းလိုက်ကလေးက20မပြတ်လှူဆောင်လာခဲ့တဲ့မွေးနေ့အထိမ်းအမှတ်လှူရှာမှုတွေဟာဒီနေ့မှလည်းအရှိန်ကောင်းကောင်းနဲ့ထွက်ပေါ်လာပါတယ်။ရှာစုနဲ့တစုရဲ့၄ပုံ၃ပုံကိုဖျက်ချောခဲ့ပြီးဆိုတော့ မြတ်တာတစ္ဆာကျေးဇူးရရဲ့တန်ဖိုးကိုကောင်းစွာနားလည်နိုင်ခဲ့ပါပြီ။ကျမပေါ်မြတ်တာထားသူများကိုတစ္ဆာရှိစွာဖြင့်ကျေးဇူးဆက်ဖို့အစဉ်ကြိုးစားသွားပါမယ်ဆိုပြီး85နှစ်ပြည့်မွေးနေ့အတွက်သူကိုယ်တိုင်ကလေးစကားပြောခဲ့သူဟာအခုတော့တန်တိုင်းတွေနောက်မှာတကူရဲအဖော်မေစွာနဲ့အသက်80ပြည့်မွေးနေ့ကိုဖြတ်တန်းနေရပါတယ်။စစ်ခင်နှစ်သက်ရသူတွေနဲ့ကိုယ်ခင်ရခြင်းစင်ရဲကိုသူတယောက်တည်းရင်ဆိုင်နေရတာတော့မဟုတ်ပါဘူး။သူ့ကိုချမ်းမြနိုးတဲ့ပြည်သူများဟာလည်းဒီစင်ရဲနဲ့အတူတူကနေထိုင်နေကြရတာပါပဲ။တဖြည်းဖြည်းအသက်အရွယ်ရလာတဲ့လူလူကောင်ဆောင်ဟာ ရှင်နှုံကလိုနဲ့အခြေကျုံမဟုတ်ပဲထောင်ထဲမှာအချင်းချခံနေရတာကြောင့်80ပြည့်မွေနေ့မှာလူလူရဲ့စိုးရင်ပူပန်မှုကပိုကြီးလာပါတယ်ကောင်းဆန်းဆွေကြီးဟာနာဝတာအစိုးရနာဘအစိုးရစတဲ့ဆက်အစိုးရအဆက်ဆက်ကလားရှိကြနေအခြေချုပ်ပေါ်နေနေထိုင်လာခဲ့ရသူပါပြည်တန်ချမှတ်ခံခဲ့ရပေမဲ့လေထောင်နေနေထိုင်ရတာမျိုးမရှိခဲ့ပါဘူး တကယ်တို့ရှိတာလန်ငါချက်အမှတ်54မှာပဲနေအခြေချုပ်ဘွားနဲ့နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။အဲဒီကာလာရီတုန်းကထောင်ဆဲဆူဂျီဟာငယ်ရွယ်တုန်းဖြစ်ပြီးသူ့ကိုကိုညီလုပ်ကိုင်းပေးမဲ့အဖို့အမျိုးသမီးတချို့လည်းရှိနေခဲ့ပါသေးတယ်။2003ခုနှစ်မှာအင်းစိန်ကျင်းတောင်ကိုခနာပြောင်းရွှေ့နေထိုင်ရပေမဲ့ထောင်ချုပ်ခန်းတွေမှာမဟုတ်ပါဘူး။ထောင်ပရဝန်အတွင်းကကြဲကြဲပြင်းပြင်းရှိပြီးမိလာစနစ်ကအစအဆင်ပြေတဲ့ဒီသက်အိမ်လုံးလေးတွေမှာတခုမှနေထိုင်ခဲ့ရတာပါ။ဒါပေမဲ့ဒီတစ်ခေါက်စစ်တပ်အာဏာသိမ်းမှုမှာတိမ့်သိမ့်ခံရခြင်းဟာသူ့ရဲ့တက်တန်းတလျှောက်အဆိုးဝါးဆုံးချုံနောင်ခံ ံရမှုလို့ပြောလို့ရပါတယ်။2022ခုနှစ်စွန်လမှာထောင်ဆန်းစုကြည်ကိုနေအခြေချုပ်ကနေနေပြည်တော်ကျင်းနောက်မှာပြောင်းရွှေ့ချုပ်ထားကြောင်းစစ်ကောင်စီကတည်ပြခဲ့ပါတယ်။သူနဲ့တူနေအခြေချုပ်မှာနေထိုင်ခဲ့သူတွေလိုက်ပါခွဲမရခဲ့ပါဘူး။သူရဲ့တခုရဲသောပုံကိုရေးတွေ့တာမှုဖြစ်တဲ့ခွေးကလေးတိုက်ချီသူကိုလည်းထောင်ထဲခေါ်မလာပဲအပြစ်မှာပဲထားပစ်ခဲ့ရပါတယ်။ဘယ်သူနဲ့မှတယ်လီဖုန်းဆက်သွယ်ခွင့်မရသလိုဧည့်တွေ့ခွင့်လည်းမရှိပါဘူး။ထောင်ထဲချင်းချခံနေရမှုနဲ့ပတ်သက်ပြီးဘယ်လိုပုံထားရှိတယ်ဆိုတာကိုစစ်ကောင်စီဘက်ကတိတိကျကျထုတ်ပေါ်ပြောဆိုထားခြင်းမရှိပါဘူး။ ဒါဟာနိုင်ငံရေးဩဇာကြီးတဲ့တောင်ဆန်းစုကြည်ပေါ်ရှုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်အောင်တမင်သက်သက်အောင်လုံးထုတ်ဆွဲချလိုက်တဲ့လုပ်ရဖြစ်တဲ့ဆိုပြီးဝေဖန်တန်းတွေညံခဲ့ပါတယ်။ဒါကြောင့်2025ခုနှစ်ဇွန်လ18ရက်နေ့မှာဂါရီယန်သတင်းဌာနကထုတ်ဖော်ပြလိုက်တဲ့တောင်ဆန်းစုကြည်ရဲ့တရားခွင် CCTV မှတ်တမ်းရင်းစကိုင်းငလင်းကြောင့်တောင်ဆန်းစုကြည်ရဲ့ဘေဘလက်မှာတရားရသွားတဲ့ဆိုရဲစုဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်ရဲ့ဟာလူလူရဲ့လွှမ်းမိုးစိတ်ကိုမိစာထိုးပေးလိုက်သလိုဖြစ်သွားပါတယ်။လူလူဟာတီးပြူလို့မရတဲ့သတင်းစကားတချို့တလေးနဲ့ပဲတော င်ဆန်းစုကြည်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းအခြေအနေတွေကိုမျှော်မှန်းကြည့်နေရပါတယ်။ BBC ကတင်ဆက်လာတဲ့ဆောင်းပါးတွေမှာတော့တောင်ဆန်းစုကြည်ဟာစောက်တွေဖယင်အချင်းချချင်းကိုအသိဉာဏ်နဲ့ရင်ဆိုင်နေတယ်လို့ဖော်ပြထားပါတယ်။ BBC ကစုဆောင်းထားတဲ့ချက်လက်တွေအားထောင်ရင်းချုံနောင်ခံရတဲ့လေနေအတွင်းသူဖတ်ခဲ့တဲ့စာအုပ်ပေါင်း200ကျော်ပြီလို့ပြောပါတယ်။စာဘက်ဝါသနာရှင်တန်သူမှုစာအုပ်တွေနဲ့သာနေထိုင်ရင်မတရားမှုကိုအန်တူနေမယ်ဆိုတာအငင်းပွားစရာမရှိပါဘူး။တကြောပြန်အချင်းဆန်ပွားမှာတောင်ဆန်းစုကြည်ပထမဆုံးမှတဲ့စာအုပ်နှုတ်ကရွှေတောင်ကုန်းစီရတော် ကြီးဥပ္ပန္နတရရဲ့သရီးပဏ္ဏတရားစာအုပ်နဲ့မဟာကဏ္ဍယုံဆရာတော်အရှင် စနကဗိဝန္တရဲ့ကိုကျင့်အပိဓမ္မာစာအုပ်တွေပါတဲ့ဒါကိုကြည်စင်အပြင်ထောင်နေနေရတွေကိုတောင်ဆန်းစုကြည်အနေနဲ့ဘလို့ကြောဖြစ်နေတယ်လေဆိုတာကိုခံမှန်းကြည့်လို့ရပါတယ်တောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံရဲ့တမိုင်းဆန်မှာဘူကျော်အောင်ဆန်းပြီးရင်လူထုချစ်ခင်နှစ်သက်ဆုံးနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တယ်ဆိုတာညင်မရပါဘူး ဒါကိုမျိုးဆက်အစဉ်အဆက်ကြည်ရင်သိနိုင်ပါတယ်လူလူအောင်ကြွားမှုကြီးဖြစ်ခဲ့တဲ့88ကာလကနေအခုနောက်ဆုံးအာနာသိန်းကာလအထိသူ့ရဲ့ဩဇာဟာညှိုးယော်သွားခြင်းမရှိခဲ့တာကိုတွေ့ရမှာပါတောင်ဆန်းစုကြီးကိုချစ်ခင်ယုံကြည်ရမယ်ဆိုတာမြန်မာနိုင်ငံမှာမျိုးဆက်လိုက်လက်ဆင့်ကမ်းလာတဲ့ကျမတို့ခုလို့ပြောလို့ရပါတယ် နိုင်ငံရေးဘာမှမသိခင်အရွယ်မရောက်ခင်ကလေးကအဖေ့စကားနေရင်ဒီအမျိုးသမီးကြီးကိုလေးစားခဲ့တာအရွယ်ရောက်တော့ပိုလေးလာပြတော့ပိုချစ်ခင်လေးစားရတယ်လူရည်ရဲ့စော်ကားမော်ကပြောကြတာများမြင်ရင်ကုမွေသမီးခင်ကိုထိတယ်လို့နားတယ်ဒီအမျိုးသမီးရဲ့စိတ်စေတနာတည်တည်လေးလောက်တောင်မထားနိုင်မစွန့်လွတ်နိုင်တဲ့သူတွေဟာပြောဆိုစော်ကားနေကြတာဖြစ်ပြီးအဲ့ဒီလူတွေကိုမပောင်းအပ်တဲ့လူတွေစီရင်သွင်းပြီးစွန့်ခွာခဲ့တယ်အခုချိန်ထိလည်းစွန့်ခွာဆဲပဲလို့လုံခြုံရေးအခြေအနေကြောင့်နိုင်ငံသားမှတင်းရှောင်းနေသူမှတ်ကျူးကပြောပါတယ်မြန်မာပြည်သူလူတို့ဟာ နှစ်ပေါင်းများစွာဖိနှိပ်ခံရမှုခွဲခြားခံရမှုမပြေဆုံးမှုမကြွယ်ဝမှုပေါင်းများစွာကိုစံနှံ့ခံရင်ဆိုင်လာကြရသူတွေပါတောင်ဆန်းစုကြည်ရဲ့လူလူတွေ့ဆုံပွဲတွေမှာပြောလို့ရှိတဲ့ညဆိုကောင်းကောင်းအိပ်ပြောဖို့မနှက်လင်းရင်ကြည်ကြည်လင်းလင်းနှုတ်ထလာဖို့ဆိုတာဒီသဘောကိုကျေနေအောင်နားလည်ခဲ့လို့ပါပဲဒီလိုရိုးရှင်းပြီးလွတ်လပ်တဲ့ဘဝကိုပေးနိုင်မှုစူးစမ်းခဲ့သူမှုလူလူဟာလည်းသူ့နောက်ကိုကောက်ကောက်ပါခဲ့ကြတာပါပဲ ကျွန်တော်ဆုံမှုတဲ့အဖွားတယောက်ကမဲပထမဆုံးပေးရတော့တနခါနဲ့ကြောက်ပြန်ပေါ်မှာသူ့လက်ကိုမတော်အောင်ကျင့်နေလို့ပြောကြတယ်အမေစုကိုပေးရမယ်မဲကိုပဲ့မဲဖြစ်မှာဆိုလို့တဲ့တောသူတောင်သားရှိုးသားတဲ့လူတို့ဟာအန်နီကိုဧည့်သည်လို့ချစ်ကြတယ်ဒါဟာနိုင်ငံရေးကိုနားလေလို့မဟုတ်ဘူးချစ်ချင်းမြတ်တာပဲအဲ့ဒီလိုလူတို့ကိုနှိပိန်လို့ခေါ်ရင်ကျွန်တော်အသေးပေါက်တယ်လို့ကျွန်တော်တငယ်ချင်းကပြောကြတယ်ဒါဟာတကယ်ပဲလို့လူငယ်တော်လိုင်းရဲ့ဘော်တယောက်ဖြစ်တဲ့ကိုလင်းကတောင်ဆန်းစုစည်းနဲ့ပတ်သက်ပြီးပြောင်းလဲလာတဲ့သူအမြင်ကိုအခုလိုပြောပါရယ် အန်နီဟာလူတို့အပေါ်အလိုလိုက်တာရရှိတယ်။ဒါကိုကျွန်တော်တို့တိတ်တဘောမတွေ့ခဲ့ကြဘူး။ဒါပေမဲ့အခုနောက်ပိုင်းတကယ်အယိုးကန်နင်းပြပြည်သူလူတို့ရဲ့အန်နီအပေါ်လေးစားတမ်းမှုထားမှုကိုတွေ့ရတော့ဒါကိုကျွန်တော်နားလည်သွားတယ်။အန်နီဟာဒီတိုင်းပြည်အတွက်သူ့အမြင်ရှိနေပါတယ်ဆိုတဲ့စိတ်ကိုပြည်သူလူထုရှင်တွေထိရောက်ထည့်ပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒါဟာနိုင်ငံရေးသမားတယောက်လူတို့ကောင်းဆောင်တယောက်မှရှိတဲ့နဲ့အရေးချင်းတွေကအမြင့်ဆုံးအရေးချင်းလို့ကျွန်တော်ထင်တယ်လို့ကိုလင်းကပြောဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာသူ့ဘဝတစ်လျှောက်လုံးနိုင်ငံပေါ်မြုံနှံထားခဲ့ပြီးနိုင်ငံလို ့မြောက်ရေးအတွက်လက်နက်ကင်လန်းစင်ကိုညင်ပေးခဲ့တဲ့သူပါဒါပေမဲ့ဒီတစ်ခေါက်အာနာသိမ့်မှုဖြစ်စင်မှာတော့သူ့ရဲ့လန်းစင်ကနေခွဲထွက်လာတဲ့လက်နက်ကင်တော်လင်းတရက်ကထင်းထင်းရှားရှားပေါ်လာပါတယ်ဂျွန်ဆန်စုကြည်တစ်လျှောက်လုံးကျင်သုံးလာခဲ့တဲ့ဆေးဆက်ညီနိုင်ရေးလန်းစင်ကနေ လက်နက်ကိုလက်နက်ချင်းတိုင်းမဲ့ဒီအခုပြောင်းဟောင်းစံနဲ့နေလို့ထင်ရပေမဲ့လက်နက်ကင်တော်လန်ရီရဲ့အတွင်းသဏ္ဍာန်မှာတိမ်မွေးမှုတစ်ခုကရှိနေပါတယ်။လက်ရှိတော်လန်ရီခီချန်နယ်မှာခိုင်မာပြတ်သားတဲ့နိုင်ငံရေးခံယူချက်ကြောင့်လက်နက်ကင်လက်စင်ကိုရွေးချယ်လာသူတွေရှိတယ်လို့တောင်ဆန်းစုကြည်ကိုဖန်ဆီးချုံနှောင်ထားတဲ့အတွက်မကြေနပ်လို့လက်နက်ကင်လာကြသူတွေလည်းရှိနေပါတယ်။ဒီဘက်မှာရဲဘော်တွေကအမီစူးကြောင့်တိုက်နေတာလို့ပြောရင်ဟိုးအစာကစိတ်ထဲကန်လန့်ဖြစ်တယ်။မဟုတ်သေးဘူးလေဆိုပြီးရှင်းပြရတယ်။တချို့ဆိုအဲ့ဒီခံယူချက်နဲ့ပဲအသက်ဆုံးသွားကြတယ်။ဒါဟာမှားနေတာတော့ ဟုတ်ပေမဲ့မှန်နေရလည်းမဟုတ်ဘူးလူတွေဟာသူတို့အတိုင်းအတာနဲ့သူတို့ယုံကြည်မှုတွေကိုလက်ကင်ထားကြတာပဲလို့ကျွန်တော်လက်ခံလိုက်တယ်လို့ Shareboard ကိုလင်းကပြောပါရယ်နိုင်ငံရေးအသိအမြင်ရှိနေတဲ့ပညာတတ်လူရန်စားတွေဖို့ဒေါအောင်ဆန်းစုကြည်ကိုခွဲချမ်းစိတ်ဖြာတဲ့နေလန်တွေနဲ့ချင်ကပ်ပြီးကောင်းမွန်မှုကိုလက်တင်ခံကြတာမျိုးဖြစ်နိုင်ပေမယ့်ဒီအခြေအနေနဲ့အလန့်ကွာနေသူတွေအဖို့မှာတော့ယုံကြည်ရလို့ဆိုတဲ့မူနယ်ပဲခြေစုံပြည့်ရကြပါရယ်ထိခိုက်အောင်လုံးမှာမဟုတ်ဘူးအကျိုးရောက်အောင်လုံးမဲ့သူမဟုတ်ဘူးဆိုရယ်ယုံကြည်ချက်ကနိုင်ငံရေးခံယူချက်ဟုတ်ချင်းမဟုတ်ချင်းကိုသူတို့တွေစိတ်ဝ ဝင်စားပါဘူးသူတို့စိတ်ဝင်စားတာကသူတို့ချစ်ခင်ယုံကြည်ရသူကိုကာဝယ်ပေးခြင်းစိတ်ပါဒီအတွက်လေသူတို့ခံယူချက်ကိုကင်ဆယ်ပြီးအသက်ဆုံးမဝင်မလီချပါဘူး ရဲဘော်တွေကစစ်တပ်ကိုမုံနေအနည်းကိုချက်တဲ့အနည်းအတွက်ကျွန်တော်တို့တိုက်ခဲကြတာလို့တစ်ချိန်ချင်းကပြောခွင့်ရလို့များပြောများပြောကြရင် အနည်းကစိတ်ကောင်းမဲမထင်မှုတွေးမိတယ်။တဆက်တဲ့ဝမ်းသာပီတိမျက်ရည်တွေကြာနေမဲထင်တယ်လို့ရဲဘော်ကိုလင်းတယောက်ကတော့သူ့စိတ်ကူးစကားကိုအခုလိုပြောသွားပါတယ်။ဒါဟာစစ်အစိုးရအဆက်ဆက်ဘယ်သူမှမရှာခဲ့ဘူးတဲ့လူလူမြတ်တာပါ။ဒါဟာစစ်အာဏာရှင်တို့ရဲ့အကြောက်ဆုံးခွန်အားတည်းရပါ။ဒါကြောင့်မေတောင်ဆန်းစုကြည်ကိုလူလူစီကနေမရရတဲ့အနေနဲ့ဆွဲခွာဖဲတော်ဖို့စူးစမ်းနေကြတာပါ။ ဒါပေမဲ့သူရရဲ့စူးစမ်းမှုဟာအချင်းနီးတက်တက်ဖြစ်တယ်ဆိုတာလူရရဲ့မြေတားနှင်းစီပွင့်တွေကတက်သေးပြနေပါဗျ။လူတယောက်ဟာလူအုပ်စုကြီးတစ်ခုပေါ်မှာနှစ်ပေါင်းများစွာလွှမ်းမိုးထားဖို့ဆိုတာတော်ရုံအားထုတ်မှုမျိုးနဲ့မရပါဘူး။အကွင့်အပြည့်နဲ့အကူအပြောင်းများလွန်တဲ့မြန်မာနိုင်ငံရဲ့အခင်ကျင်းမှာဒီလိုရယူထားနိုင်တဲ့လူလူကောင်းဆောင်တယောက်ဖြစ်ဖို့ဆိုတာအင်မတန်ခက်ခဲပါဗျ။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကတော့လုံနိုင်ခဲ့ပါဗျ။